နိုင်ငံသားအပေါင်းဘေးရနေရအတွက်တွေကနေကင်းဝေးပြီးကိုစိတ်နှပါလုံးချုံအေးစမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကနေဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင်။အခုချိန်အားစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မတော့ချူပါ။ဒီနေ့အော်တိုဝါ၁၀ရက်တောက်ကြနေ့အတွက်တင်ဆက်ပေးမယ့်သတင်းခေါင်းစဉ်တွေကတော့ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုဟိုကော့ပတီအစည်းအဝေးပြုလုပ်ခဲ့တဲ့သတင်း အကျန်းဖက်ဆေယောစုကစက်တင်ဘာလအတွင်းမှာအစုလိုက်ပြောင်းလိုက်တက်ဖြတ်မှုပေါင်း၁၂ကြိမ်ကျူးလွန်ခဲ့ပြီးကလင်းငယ်တွေအပေါင်းဝင်လူပေါင်း၁၀၈ဦးသေဆုံးခဲ့တဲ့တည်။နိုင်ငံတကာအစိုးရတွေအဖွဲ့အစည်းတွေအနေနဲ့အကျန်းဖက်ဆေယောစုရဲ့အတုရောင်ရွှေကောက်ပွဲအပေါင်းဝင်ရင်းတို့ရဲ့လုံရက်အားလုံးကိုအတိအမှန်မပြုဖို့ GSCB တိုက်တွန်းလိုက်တဲ့တည်။မုံမိတ်မြို့နယ်ကိုအကြံဖက်စိတ်အုပ်စုဘုံကျဲတိုက်ခိုက်လို့ပြည်သူ9ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တည်။ မက်တမီခီထိခိကျေးရွာကိုအကြံဖက်ဆေယောစုကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်နေရကြောင်းဒေသခံတွေ ထွက်ပြေးနေရတဲ့တဲ့တင်နေဒီနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်နေစင်အာနာရှင်တော်လည်းစန္နာပြလူတို့တပိတ်တဲ့တင်ပဲဖြစ်ပါတယ်ရှင်။ဂျာကာလာဒေသန္တရာပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးပြုလုပ်ခဲ့တဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘိုးကောင်တီအစည်းအဝေးအမှတ်စဉ်36မြင်းဆောင်2025ကိုအောက်တိုဘာ9ရက်မနေ့စနေမှာပြုလုပ်ခဲ့ကြပါတယ်အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကောင်တီဥက္ကဋ္ဌပြည်အောင်စုဝင်းကြီးချုပ်မန်ဝဲခိုင်တန်းရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ဆက်လက်ပြီးတက်ရောက်လာကြတဲ့ဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဘူကောင်တီအဖွဲ့ဝင်တွေက35မြင်းဆောင်2025မှာ ချမှတ်ထားတဲ့ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့ပြီးစီးမှုအခြေအနေတွေဆက်လက်ဆောင်ရွက်ရဲ့ကြံရှိနေတဲ့လုပ်ငန်းစဉ်တွေကိုချပြရှင်းလင်းခဲ့ပါတယ်။အဲ့ဒီနောက်တက်ရောက်လာတဲ့ဝင်ကြီးဌာနရဲ့တာဝန်ရှိသူတွေက လုပ်ငန်းဆောင်ရွက်ချက်တွေကိုအကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါစည်းဝေးကိုပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်သက်မှဦးဆောင်ကပြည်အောင်စုဝင်ကြီးတွေဒုတိယဝင်ကြီးတွေအမြဲတမ်းအတွင်းဝင်တွေ တွဲဖက်အမြဲတမ်းအတွင်းဝင်တွေ ဌာနဆိုင်ရာရဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုနဲ့လူဝဲမှုကြီးကြပ်ရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ်ရှင်။အကြမ်းဖက်ဆေးအုပ်စုကစက်တင်ဘာလအတွင်းမှာအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုပေါင်း12ကြိမ်ကျူးလွန်ခဲ့ပြီးကလင်းငယ်တွေအပါအဝင်လူပေါင်း108ဦးသေဆုံးခဲ့တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ အကြမ်းဖက်ဆွေးဥစုပါစက်တင်ဘာလအတွင်းနိုင်ငံတဝန်းမှာစုလိုက်ပြောင်းလိုက်တက်ဖြတ်မှုပေါင်းစုစုပေါင်း၁၂ကြိမ်ကျူးလွန်ခဲ့ပြီးလူပေါင်း၁၀၈ဦးသေဆုံးခဲ့ရာအဲ့ဒီအထက်မှာအသက်၁၈နှစ်အောက်ကလေးငယ်၂၈ယောက်ထိပါဝင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝင်ကြီးဌာနကထုတ်ပြန်ပါတယ်မြစ်တက်နေစေအကျန်းဖတ်မှုကိန်းကနန်းတွေနဲ့အတူအကျန်းဖတ်စေအောင်စုရဲ့စက်တင်ဘာလစစ်ရာဇဝတ်မှုမှတ်တမ်းကိုလူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနကလှဆိုင်မှတ်တမ်းဖြစ်နေထုတ်ပြန်ခဲ့တာပါ။ တရားမဝင်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာနိုင်ငံတော်ဝန်ကလူထုအပေါ်အကြမ်းဖက်ဆဲဆုရဲ့ဖက်ပေါင်းစုံကနေအကြမ်းဖက်ကျူးလွန်မှုတွေကို အရှိရှိမှုတွေလှုပ်ဆောင်နိုင်ဖို့ကျူးလွန်ခံရသူတွေအတွက်တရားမျှတမှုပြန်လည်ရရှိဖို့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကမြေပြင်တပ်တွေမှတ်တမ်းတွေနဲ့တူစုဆောင်းမှတ်တမ်းတင်နေပါတယ်။ အကြက်ဖက်စိတ်အုပ်စုကျူးလွန်တဲ့စိတ်ရာဇဝဲမှုတွေကရော့ကျသွားခြင်းမရှိသလိုရက်တန့်သွားခြင်းလည်းမရှိဘဲဆက်လက်မြင့်တက်လာနေပါတယ်လို့လူခွင့်ရေးဆိုင်ရာဝင်ကြီးဌာနရဲ့မြေပြင်သက်တင်မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။မှတ်တမ်းတွေရာစက်တင်ဘာလတလအတွင်းမှာပဲအကြက်ဖက်စိတ်အုပ်စုဟာတရားလက်လွတ်တက်ဖြတ်မှုဖြစ်စဉ်120ကိုကျူးလွန်ခဲ့ပါတယ်။ဒါပြင်လေကြောင်းတိုက်ခိုက်မှုပေါင်း189ကြိမ်ကျူးလွန်ခဲ့ပြီးအဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ပြည်သူ185ဦးသေဆုံးပြီး 288ဦးထိဒဏ်ရာရခဲ့ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူတွေထဲမှာအသက်18နှစ်အောင်ကလေးငယ်33ဦးပါဝင်ပါတယ်။အလားတူပဲအကြမ်းဖက်ဆဲအစုကလူထုကိုအစုလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေလည်းဆက်လက်ကျူးလွန်ခဲ့ပါတယ်။စတေမာလာတလတွေမှာပဲနိုင်ငံတော်မှာအစုလိုက်ပြုံလိုက်တက်ဖြတ်မှုပေါင်းစုစုပေါင်း12ကြိမ်ကျူးလွန်ခဲ့ပြီးတော့လူပေါင်း108ဦးသေဆုံးခဲ့ပြီးအဲ့ဒီအထဲမှာတော့အသက်18နှစ်ယောက်ကလေးငယ်28ယောက်အထိပါဝင်ပါတယ် အကျန့်ဖက်စေအုပ်စုကတရားမဝင်ရွှေကောက်ပွဲကိုကျိုးပန်းနေတာနဲ့အမျှမြေပြင်မှာ လူတို့အပေါ်အကျန့်ဖက်မှုတွေနဲ့ဇက်တိုက်တိုးမြင့်လှုပ်ဆောင်နေပါတယ်။လူ့ခွင့်ရေးဆိုင်ရာဝင်ကြီးဌာနကလာစဉ်မှတ်တမ်းတင် ထုတ်ပြန်နေတဲ့အကျန့်ဖက်စေအုပ်စုရဲ့ကျူးလွန်မှုတွေအရဆိုရင်ကိန်းကနန်းတွေကြီးပဲတသက်မဟုတ်ပါဘူး။အကျန့်ဖက်စေအုပ်စုတစ်ချိန်မှာအေးအေးယူတာဝန်ခံရမဲ့တသက်သေးမှတ်တမ်းတွေပဲဖြစ်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်ရှင်။ နိုင်ငံတကာအစိုးရတွေအဖွဲ့အစည်းတွေအနေနဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့အတုရောင်ရွှေကောက်ပွဲအပါအဝင်ရင်းတို့ရဲ့လုံရက်အားလုံးကိုအတိအမှန်မပြုဖို့ GSCB တိုက်တွန်းလိုက်တဲ့တင်ကိုထပ်မံတင်ဆက်ပေးပါမယ်။နိုင်ငံတကာအစိုးရတွေအဖွဲ့အစည်းတွေအနေနဲ့အကြမ်းဖက်ဆဲအုပ်စုရဲ့အတုရောင်ရွှေကောက်ပွဲအပါအဝင်ရင်းတို့ရဲ့လုံရက်အားလုံးကိုအတိအမှန်မပြုဖို့အထွေထွေတပိတ်ပေါက်ဆက်ညှိနှိုင်းအင်အားစု GSCB ကမနေ့ကရက်စွဲနဲ့တိုက်တွန်းထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတကာရှိအစိုးရများနဲ့အဖွဲ့အစည်းများကလည်းစစ်ရာဇဝတ်သားအကြမ်းဖက်ဆေးအုပ်စုကိုဖိအားပေးဆန့်ကျင်ကန့်ကွက်ရုံသာမက၎င်းတို့အားနိုင်ငံတကာရာဇဝတ်မှုများကျူးလွန်နေတဲ့အကြမ်းဖက်အဖွဲ့အစည်းဖြစ်သတ်မှတ်ပြီးနိုင်ငံတကာရှမ်းလျားများမှာတရားစွဲဆိုအပြစ်ပေးနိုင်ရန်ဝိုင်းဝန်းကြိုးပမ်းစေလိုကြောင်း၎င်းတို့ဖန်တီးပြုလုပ်မယ်တရားမဝင်အတူရောင်ရွှေကောက်ပွဲအပါအဝင်၎င်းတို့ရဲ့လုံရက်အလုံးကိုအတိမတ်မပြုကြစေလိုကြောင်းနဲ့ သက်ဆိုင်ရာအစိုးဖွဲ့အသီးသီးနဲ့ချိတ်ဆက်ပြီးအနစ်နာခံစားခဲ့ရသူများအတွက်ထိရောက်ကြိုးရှိတဲ့ပံ့ပိုးကူညီမှုများပြုလုပ်ပေးကြရင်လည်းကျွန်ုပ်တို့ကလေးနက်တောင်းဆိုတိုက်တွန်းအပ်ပါတယ်လို့ GSCB ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပြင်တော်လိုင်းအင်အားစုအသီးသီးအနေဖြင့်လည်းအကြက်ဖက်ဆေးအုပ်စုကိုအမြန်ဆုံးအပြေးတိုင်ဖယ်ရှားနိုင်ရင်းနဲ့ Federal Democracy ပြည်အောင်စုအသစ်တည်ဆောက်နိုင်ရေးတို့အတွက် သွေးစင်းညင်ညွတ်မှုအပြည့်ဖြင့်မမိတ်မတုံအင်တိုက်အားတိုက်ကြိုးပမ်းသွားကြရေးအတွက်လည်း GSCB ကတိုက်တွန်းထားပါတယ်။ပြည်သူလူထုတရက်လုံးအနေဖြင့်လည်းပါဝင်တော်လှန်နိုင်မဲ့တော်လှန်ရေးနှီးနာများကိုမပြတ်တမ်းကင်ဆွဲပြီးတော်လှန်ရေးအင်အားစုတွေနဲ့အတူ ပါဝင်တော်လှန်ပေးကြရေးအတွက်လည်းအနှုံညွတ်တိုက်တွန်းမေတ္တာရက်ခံထားပါတယ်။2025ခုနှစ်အောက်တိုဘာလ6ရက်တရင်းကျွ်လာပြင်းနေ့ည9:00ခွဲဝင်းကျင်ခန့်မှာစကိုင်းတိုင်းဒေသကြီးမုံရခရိုင် 6ဦးမြို့နယ်အတွင်းရှိမုံရွာနဲ့6ဦးမြို့နယ်အဆက်တနေရာမှာတရင်ကျွတ်စိမီထုံပွဲကျင်းပနေတဲ့နေရာကိုအစံဖက်စေအုပ်စုကပါရာမော်တာဆက်တက်လေးထီးဖြင့်ရည်ရွယ်ချက်ရှိရှိဦးတည်ပြီးဘုံးကျဲပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဆိုပါဘုံးကျဲပြစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်အရက်သားပြည်သူ22ဦးထပ်မင်းသေးဆုံးခဲ့ပြီး60ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ တည်ဆုံးခဲ့သူတွေထဲမှာမုံရွာအမြင့်လဲတပိတ်ကော်မတီမှရဲဘော်များဖြစ်တဲ့ကိုချမ်းငိမ့်အောင်ကိုညီညီစောကိုကံမြင့်လွင်နဲ့ချောင်းဦးမြို့နဲ့လူငယ်အင်အားစုတပိတ်ကော်မတီမှရဲဘော်ဖြစ်တဲ့ကိုကျော်စင်ဦးခေါ်ကိုကလားတို့လည်းမြင့်မြတ်စွာကြာဆုံးခဲ့ရတယ်လို့ GSCB ကထုတ်ပြန်ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့တိုက်ခိုက်ခဲ့မှုများကြောင့် တေဆုံးခဲ့ရတဲ့အမျိုးသမီးကလေးတငယ်အပါအဝင်အရသားပြည်သူလူလူနဲ့ထိခိုက်ဒဏ်ရာရသူများအားလုံးအတွက်၎င်းတို့ရဲ့မိသားစုဝင်များနဲ့ထပ်တူ GSCB ကဝမ်းနဲ့ကြေကွဲရတယ်လို့ဖော်ပြထားပါတယ်။ယခုလိုစစ်ရာဇဝတ်မှုများကိုအကြိမ်ကြိမ်ကျူးလွန်နေတဲ့အာဏာသိမ်းအကြမ်းဖက်စစ်တပ်အားအပြေးတိုင်ဖယ်ရှားပြီးပြည်သူလူထုတရက်လုံးကမျှော်မှန်းတဲ့လူသားဂုဏ်သိက္ခာကိုအတိမတ်ပြုသောဒန်းတူညီမျှသော လွတ်လပ်တရားမျှတတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်အောင်စုသစ်ကိုတည်ဆောက်နိုင်ရဲ့အတွက်လဲအစွမ်းကုန်စ조사အားထုတ်သွားမှာဖြစ်တယ်လို့ GSCB ကကတိပြုထားပါတယ်သတင်းကျိုလာပြင်းနေညမှာစိတ်မီးထွန်းညိတာကဗုဒ္ဓဘာသာရဲ့ဘာသာရေးထုံးတဲ့အစင်လာတစ်ခုဖြစ်တယ်ဆိုတာ ਨੇ အဲ့ဒီလိုစိတ်မီးထွန်းညိပြီးမိမိတို့အလိုရှိရာဆန္ဒများကိုဆူတောင်းကြတာကလည်းမြမရိုးရဒလေးတစ်ခုဖြစ်တယ်လို့ဆိုပါရစေ ါကြောင့်သတင်းကျလာပြည်ညမှာစိတ်မီးထွန်းညှိပြီးစူတန်းမှုများပြုလုပ်တာပါနိုင်ငံသားတိုင်းလူသားတိုင်းရဲ့အလို့အလျောက်ရှိပြီးဖြစ်တဲ့လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခြင်းနဲ့လွတ်လပ်စွာစုဝေးခြင်းစတဲ့မွေးရပါလူခွင့်ရများနဲ့အညီပြုလုပ်ကြခြင်းသာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အကြံဖက်ဆဲအုပ်စုက၎င်းတို့ဖိနှိပ်ပြီးစုံမိုးထားတဲ့နေရာဒေသများမှာဘာသာရေးပွဲတော်များ ပျော်ဝဲရွှင်ဝဲများကိုဟန်ပြပြုတ်လုပြီးတော့နိုင်ငံအနှံ့မှာရှိတဲ့ပြည်သူလူထုကိုရည်ရွယ်ချက်ရှိရှိအကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများအရမစစ်မှုတန်းခိုင်းမှုများနဲ့ဖမ်းဆီးမှုများကိုအရှိန်ဟုန်နှင့်ဆောင်ရွက်လျက်ရှိပါတယ်။ဒါအပြင်၎င်းတို့ဒလက်ဆက်ကျူးလွန်ခဲ့တဲ့စိတ်များစွန်းမှုများကိုရှောင်လွှဲပြီးနိုင်ငံရေးခဝါချနိုင်ရန်ရည်ရွယ်ကတရားမဝင် အတုအယောင်ရွေးကောက်ပွဲတရက်ဖြစ်မြောက်ရန်ကြိုးပမ်းလျက်ရှိတယ်လို့ GSCB ကအသိပေးထားပါတယ်ရှင်။ မိုးမိတ်မြို့နယ်ကိုအကြမ်းဖက်ဆေးအုပ်စုဖုံးကျဲတိုက်ခိုက်လို့ပြည်သူ9ဦးသေဆုံးပြီး10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။ရှမ်းမြောင်မိုးမိတ်မြို့နယ်ဝဲပေါင်ကျေးရွာကိုအာနာသိန်းစစ်တပ်ကဂျက်ဖိုက်တာနဲ့ဖုံးကျဲတိုက်ခိုက်လို့ပြည်သူ9ဦးသေဆုံးက10ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF TNLA ကမနေ့ညကသတင်းထုတ်ပြန်ပါတယ်။ တက်မဟာရှင်နယ်မြေမိုးမိတ်မြို့နယ်မှာအကြမ်းဖက်ဆေးအုပ်စုကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Jet Fighter နဲ့ပေါင်250ဘုံသုံးလုံးလာရောက်ကျဲချတိုက်ခိုက်မှုကြောင့်ကလေးနှစ်ဦးအပဝင်ပြည်သူလူထု9ဦးသေဆုံးခဲ့ပြီး10ဦးထိမှန်ဒဏ်ရာရခဲ့တာလို့ဖော်ပြထားတာပါမုံမိတ်မြို့နယ်ဝဲပေါင်ကျေးရွာတွေကိုအကြမ်းဖက်ဆေးဥစုကပေါင်250ဘုံသုံးလုံးနဲ့ညာဘက်မှာလာရောက်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးဒီဘုံကျရောက်ပောက်ကွဲမှုကြောင့်အမျိုးသား၄ဦး အမျိုးသမီး၃ဦးထိမှန်သေဆုံးခဲ့ပြီးတော့ပြည်သူလူထု၈ဦးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူလူထုနေအိမ်ဆဲအိမ်နဲ့ဘုံးဆထိမှန်ပျက်စီးသွားခဲ့ပါတယ်။အလားတူပြီးခဲ့တဲ့အောက်တိုဘာလ9ရက်နေ့ကလည်းမိုင်းလုံးမြို့နယ်မန်ဟုံးကျေးရွာမှာအကြမ်းဖက်ဆေးအုပ်စုက နေချောင်းနဲ့ပေါင်း250ဘုံးနှလုံးကျဲကျတိုက်ခိုက်မှုကြောင့်ကလင်းငယ်တဦးအပါဝင်ပြည်သူလူထု၁၀ဦးသေဆုံးခဲ့ပြီးတော့၃ဦးထိမှန်ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့်မိဘပြည်သူတွေဟာဘုံကျဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ဖို့စိတ်ရည်တည်အမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရံမှာကာကွယ်နိုင်ဖို့လေကြောင်းရံကာကွယ်ရေးဆိုင်ရာနီလများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါတယ်ရှင်။အကျန်းဖက်ဆွေအုပ်စုကတအောင်းပြည်အတွင်းသားမကတိုင်းသားလက်နက်ကိုင်များပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့မှတိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တဲ့နေရာတွေကိုမြေပြင်လေရင် drone နဲ့လက်နက်ကြီးတွေနဲ့အပြစ်မဲ့ပြည်သူ လူထုများပေါ်စစ်ရာဇဝမှုများကျူးလွန်နေရလို့ PSL TNL သတင်းနှင့်ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်ရှင်။မဲသမီခင်ထိခိကြေးရွာကိုအကြမ်းဖက်ဆေးအုပ်စုက jet fighter နဲ့ဘုံးကျဲတိုက်ခိုက်နေရကြောင်းဒေသခံတွေထွက်ပြေးနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ တနင်္လာရီတိုင်းမဲသမီခင်းထိခိကျေးရွာအတွင်ကိုဒီနေ့မနက်၈နာရီခန့်မှာအကြမ်းဖက်ဆဲအိုဆူက Jet Fighter လေယာဉ်နဲ့ဘုံကျဲတိုက်ခိုက်နေရကြောင်းဒေသခံတွေထွက်ပြေးနေရတယ်လို့ KNU ဘိတ်တဝဲခရိုင်ကထုတ်ပြန်ပါတယ်အကြမ်းဖက်ဆေးအုပ်စုကမေတမီခင်းတိခိကျေးရွာအတွင်ကို Jet Fighter လေယာဉ်နဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတိုက်လေယာဉ်ပါ Oligan ဆက်လက်နဲ့ပါပြစ်ခတ်တိုက်ခိုက်နေရလို့ဆိုပါရယ် လာရောက်ဘုံကျဲတိုက်ခိုက်တဲ့ Jet Fighter က FTC 2000ချီလေးရင်အမျိုးအစားဖြစ်ပြီးတော့အဲ့ဒီ Jet Fighter နဲ့ဘုံကျဲတာဆက်လက်နဲ့ပစ်တာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့ KNU ကအသိပေးထားပါတယ်အကြံဖက်ဆေးအုပ်စုကအရတားပြည်သူတွေကိုရည်ရွယ်ချက်ရှိရှိနဲ့တိုက်ခိုက်တပ်ဖြတ်နေတဲ့အတွက်ဒေသခံပြည်သူတွေဘေးလွရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။အကြံဖက်ဆေးအုပ်စုကပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာတနင်္သာရီတိုင်းအတွင်းကိုလေကြောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်ခဲ့ရာ ပြည်သူ၂ဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့အရသာပြည်သူတွေရဲ့နေအိမ်၄လုံးလည်းထိခိုက်ပျက်စီးခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ခွင့်ရေးဆိုင်ရာဝင်ကြီးဌာနရဲ့စာရင်းတွေအရသိရပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့ကတော့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့စစ်အာဏာရှင်အမြင့်ပြတ်ချိန်မုံရင်းလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ စကိုင်းတိုင်းကလေးမြို့မှာတော်လန်စင်မီထွန်းတပိတ်ကိုလေကြောင်းတိုက်ခိုက်ခံရမှုမှာကြဆုံးခဲ့တဲ့ပြည်သူတွေအတွက်ဖျောင်းနိုင်ထွန်းအောက်မေတတိယဝန်းနေခြင်းဖြင့်မနေ့ကပြုလုပ်ခဲ့ကြပါတယ်။ကလေးမြို့လူလူတိုက်ပွဲဦးဆောင်ကော်မတီအနေနဲ့တော်လန်ပြည်သူတွေနဲ့အတူပူးပေါင်းကာသတင်းကျုပ်လာပြီးတော်လန်စင်မီထွန်းတပိတ်လေကြောင်းတိုက်ခိုက်ခံရမှုမှာကြဆုံးခဲ့တဲ့မုံရွာ၆ဦးကဒေသခံပြည်သူများ လူတို့လှုပ်ရှားမှုဥဆောင်ဥရပြုရင်မြင့်မြတ်စွာအသက်ပေးလှူခဲ့တဲ့မုံရွာအမြင့်နဲ့တပိတ်ဥဆောင်ကော်မတီအဖွဲ့ဝင်တွေကိုဖျောင်းနိုင်ထွန်းအောင်မေဖွဲ့ရာတတိယဝန်ထဲချင်းအစီအစဉ်ကို ပြုလုပ်ခဲ့ကြပါတယ်။ကြာဆုံးပြည်သူတွေရဲ့ကြံ့ရည်သူမိသားစုဝင်တွေနဲ့အတူထပ်တူဝန်ထဲချေခွဲကြောင်းလည်းဖော်ပြထားပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တဲ့ကြာရှုံးရေးဆန္ဒပြတဲ့ပိတ်ကိုနေစဉ်ပြုလုပ်နေရပါရှင်။ ပြည်သူလူထုပေါင်းတဘာဝဘေးလူလုံပေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါသည်ရှင်။ဂျေဆုတင်ပါတယ်ရှင်။